တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့အတွဲမှာကံကောင်းမယ်လိုရာပြည့်စုံမယ်ဘဝတိုတက်မယ်လုပ်ငန်းမရှိသူလုပ်ရမယ်ရှိသူတိုတက်လိမ့်မယ်ရည်ရည်မြုံနံမှုများမှ ကောင်းသောကျိုးဆက်ရရှိမယ်ကာလတန်ကြာဆိုင်ငံ့ထားတဲ့လုပ်တွေကိုလည်းပြန်လည်စတင်နိုင်တယ် ရှင်ပြန်မှုတွေမှာအောင်မြင်မယ်မူလလှုပ်ထားပြီးသားကိစ္စတွေနောက်တစ်ကြိမ်ပြန်လှုပ်ရလိမ့်မယ်အဲ့ဒီလှုပ်တဲ့အခါမှာလည်းကိုယ့်ဘက်ကအောင်မြင်ခြင်းကိုရဖို့တေချာဖို့အခွင့်အလမ်းတွေရှိလာလိမ့်မယ်ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ် ဒါကြောင့်စာစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါလိမ့်မယ်။တရက်နေ့မှာအရာရာကောင်းသောနေထိုင်နဲ့တိုးတက်တဲ့ကံပွင့်နဲ့နှစ်ရက်နေ့မှာမတော်တဆနေကြူဆိုင်ရမယ်။အဲ့ဒီနေ့မှာရှင်ရနေရှင်ရနေသတိထားရမယ်။တောင်ရက်ကိုတည်သွားစရာနေဖြစ်တတ်တယ်။နေ့ဆက်ရနိုင်တဲ့တန်တိုင်းခွဲအတွင်းမှာ သွားလာနေထိုင်ကြူဆိုင်ရမယ်။၃ရက်နေ့မှာတော့ အញ្ញံဆိုးကင်းပြီးတော့ကောင်းသောနေထာတွတ်တက်တဲ့ကံနေပေါ်မယ်ဆုံးဖြတ်ချက်မှန်မယ်၄ရက်နေမှာရပိုင်ခွင့်နေလဲဝဲပြန်ရမယ်ဘဝတွတ်တက်မယ်၅ရက်နေကတော့အရာရာအောင်မြင်ခြင်းအစဉ်ပြေခြင်းတွတ်တက်ခြင်းတွေရှိမယ်၆ရက်နေမှာမတော်တဆထိခဲ့မွေနေကူးဆက်ရမယ်ရံပတိဖက်ကလေးနဲ့လဲထိတိုက်တွေ့ရတတ်တယ်အရှင်းမြောက်ရကုန်တည်သွားစေရန်နေရှိတတ်တယ်မနဲ့၄နိုင်ခွေနဲ့6နိုင်ကြညနေ၄နိုင်ခွေနဲ့6နိုင်ကြကာလနှစ်ခုဟာ အသွာလံကျူဆာမယ်အနေထားရှိအခုနှစ်နေ့မှာတော့စာရွက်စာတမ်းလက်မှတ်ထိုးတာကိုချိတ်ကိစ္စတောင်းယူရမှခန္ဓာလုံးဝမလို့ရဒီတပတ်တာကာလအတော်တွေမှာတနင်္လာနေ့ဟင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းတယ်တွဲလို့လို့သူတို့နဲ့ပတ်သက်လို့ခေါ်မှာအချိုးရှိမယ် တနင်္ဂနွေနေ့သောကြာနေ့မွေးသူတွေနဲ့တွဲပြီးလုပ်တဲ့ကိစ္စတွေကနေစိတ်အနှောင့်အယှက်တွေဖြစ်တတ်တယ်။နံပါတ်၈၃၆ခန်းနေဂျိုးပေးတယ်။အ내ရောင်အပြာရင်ရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေတွေကိုဆောင်ရွက်ပါ။ပိုက်ဆံရည်ထဲမှာရွှေရောင်တွေချိတ်တခုနဲ့ငွေရောင်တွေချိတ်တခုနဲ့သူချိတ်တွေပြီးအိတ်ထဲထဲဆောင်ပြီး တပတ်တာကိစ္စကောင်းခြင်းခံကြမှာကိုရယူပါကျေးဇူးတင်ပါတယ်